တန်ကျက်စာသားတွေကိုစင်စါတင်ရမှာရန်ကုန်တိုင်းတန်ကျက်စီစီကော်မတီကပညာရေးနဲ့ပတ်သက်လို့ဆက်ဆိုထားတဲ့တန်ကျက်စာသားတွေကိုအဓိကထားပြီးဖျက်တောက်လိုက်တယ်လို့တန်ကျက်အဖွဲ့တွေကပြောပါတယ်။လင်းဆက်အောင်ကသတိပေးပို့ထားပါဗျာ။နှစ်ပေါင်း20ကျော်အပိတ်ခံခဲ့ရတဲ့ဒကြံရဲပြုတ်ဖြစ်တဲ့တန်ကျက်ဖျော်ဖြေမှုတွေကိုအစိုးရကတကြောပြန်ခွင့်ပြုခဲ့တယ်ဆိုပေမဲ့ပြည်သူတွေအတွက်အဓိကမိမောင်းထိုးပြခြင်းနဲ့တန်ကျက်စာသားတွေကိုတော့ဖျက်တောက်မှုတွေလုပ်နေစေပါ။ အဲ့ဒီအထက်ကမှပညာရေးနဲ့ပတ်သက်လို့ဆက်ဆိုထားတဲ့အဓိကတန်ချက်စာသားတွေကိုအပုတ်လိုက်ဖြတ်တောက်ချင်းခံလိုက်ရပါတယ်။ပညာရေးကျောင်းဆိုင်နဲ့ပတ်သက်တဲ့ပညာရေးနောက်ပြီးတော့ AI နဲ့ပတ်သက်တဲ့ဟာနောက်ပြီးငြိမ်းချမ်းရေးအတွက်အကုန်လုံးပါပါတယ်။ဒါမဲ့အဓိကအဖြတ်ခံတာတော့ကျောင်းဆိုင်နဲ့ပတ်သက်တဲ့ဟာအပိုက်လိုက်အပိုက်လိုက်ဖြတ်ခံတာပါဗျ။ကျွန်တော်တို့ကဟုတ်ဟိုနောက်ပြီးတော့စစ်ပွဲတွေရက်ဆိုတဲ့ဟာပေါ့နော်ဒီအခုလိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေကြတယ် ိုညဉ့်ဉဲရုပ်ဥတည်နေကြဆိုပြီးကျွန်တော်တို့စစ်ပွဲရက်ခိုင်းတာဗျာဟိုကျွန်တော်တို့စစ်တိုက်ခိုင်းတာလည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီလိုဖြတ်တယ်ဗျာဒီစစ်ပွဲတွေရက်ခိုင်းတာကိုဖြတ်တယ်ဆိုတော့ဒါရေရွက်ရှိရှိလောက်တာပဲနောက်ပြီးတော့ကျွန်တော်တို့ AR ဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဟို2015မှာဟို AR ဝင်နဲ့ပတ်သက်ပြီးတော့ဒီသမရအစ်လာတဲ့ချိန်မှာသမရအစ်ပေါ်လာတဲ့ချိန်မှာကျွန်တော်တို့ကမေးတယ်မေးကြည့်တာပေါ့ AR ကိုဆက်လုံမလားအဲ့အကြောင်းအရာတွေလည်းဖြတ်တယ်ဗျအဓိကအဖြတ်ဆုံးကတော့ចောင်းသားရင်နဲ့ပတ်သက်တဲ့ကိစ္စပဲ ။ဒါကြောင့်စစ်စေးအဖွဲ့ကိုမတင်မဲတန်ကျက်ဖျော်ဖြေမဲ့အဖွဲ့တွေရှိသလိုစစ်စေးရေးကော်မတီရဲ့တန်ကျက်စာသားဖြတ်တောက်ခံခဲ့ရတဲ့တချို့တန်ကျက်အဖွဲ့တွေကလည်းဆက်ဆိုထားတဲ့တန်ကျက်တွေကိုစိတ်ကြိတ်ဖျော်ဖြေသွားမယ်လို့ဆိုပါတယ်။ဒီအတွက်တော့ဖမ်းမယ်ဆိုရင်လည်းအစင်သင့်ပြင်ဆင်ထားတယ်လို့အဲ့ဒီအဖွဲ့တွေကပြောပါတယ်။မဆလာအစိုးရခေတုံးကမီဒီယာတွေကိုထိန်းချုပ်ခဲ့ပေမဲ့တကြံပွဲတော်ရောက်မှအစိုးရကိုအပြူသဘောနဲ့ဝေဖန်ဖို့ပေါ်လာတဲ့တန်ကျက်အဖွဲ့တွေကိုခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပေးနေတဲ့အခုအရသာအစိုးရလက်ထက်ကြမှာအဲ့ဒီလိုအခွင့်အရေးမျိုးတွေမရတော့တာဖြစ်တယ်လို့တန်ကျက်ဖွဲ့တီထောင်ခဲ့သူအတူကသုံးသက်ပြောဆိုလိုက်တာပါဟိုပြောနေတာပွင့်လင်းမင်လာမှုရှိတယ်ထင်သာမင်သာရှိတယ်ပြောတာပဲလေအခုလိုဒီတန်ကျက်တွေစင်စာတင်တဲ့အခါဖျက်တာတောက်တာဆိုတော့ဒါကတော့မလူသိမှုလို့ထင်တာပေါ့ဟိုတုန်းကခေတ်တွေမှာမဆလာခေတ်တို့ဘာလို့မှတော့မြို့နယ်နဲ့ပြီးတာပေါ့ဥကတန်းစင်းကနေဖြစ်တယ်ဆိုတော့ ဒီမိုကရေစီလည်းပြောနေတယ်ဒီတန်ညက်တွေဖျက်တောက်ခံရဲဆိုတော့ဒါသိသဘာဝမကြောက်လို့ထင်တာပေါ့မြမရိုးရာတကြံနဲ့ခွဲလို့မရတဲ့တန်ချက်ရိုးရာဒလေးကို1988ခုနှစ်တက်မတော်အစိုးရကအာဏာသိမ်းပြီးနောက်မှာပျောက်ွယ်သွားကြတာဖြစ်ပြီး2023ခုနှစ်ကျမှတန်ချက်စာသားတွေကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ကဖွဲ့ထားတဲ့စစ်ဆေးကော်မတီရဲ့ကြိုတင်စစ်တဲ့ပုံစံနဲ့တကြော့ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်ဒီနေ့မှာတကြံမှာတန်ချက်ဖွဲ့တွေအများစုကတော့ ပညာရေးနဲ့ပတ်သက်တဲ့တန်ကျက်စာသားတွေထည့်သွင်းဖျော်ဖြေဖို့စီစဉ်ထားပေမဲ့အဲ့ဒီတန်ကျက်စာသားတွေကိုစစ်ဆေးကော်မတီကအများစုကိုစင်စာဖြတ်တောက်ခြင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါ